အင်တာနက်ပေါ်မှာရုပ်ရှင်မင်းသားမင်းသမီးအတွင်ရေးတွေဖော်နေတဲ့ပြည်ဟင်းတီဟာကိုတစင်တပုံနဲ့တုံ့ပြန်လိုက်တဲ့လွှမ်းပိုင်ပြည်သက်များအားလုံးမင်းမင်္ဂလာပါရှင်အီဂရစ်တန်ယာရီကနေပြလဲကြိုဆိုလိုက်ပါတယ်အခုအနုပညာလောကမှာအော်အော်တောင်းနေဖြစ်နေတဲ့ကိစ္စကအစိုးရလွှမ်းပိုင်ကသူ့ကိုအတွင်ရေးတွေလိုက်ဖို့ထုတ်နေရင်ဒါရိုက်တာပြည်ဟင်းတီဟာကိုတစင်တပုံနဲ့တင်းစော်လိုက်တဲ့ကိစ္စပါပဲဒါရိုက်တာပြည်ဟင်းတီဟာဆိုတာကတစင်ကမြန်မာနိုင်ငံမှာဟာသရုပ်ရှင်ဇာတ်ကားများစွာဗီဒီယိုဇာတ်ကားများစွာကိုရိုက်ကူးခဲ့တဲ့ဒါရိုက်တာတဦးပါပြည်သက်တချို့ကတော့သူ့ကိုပေါ် ောကားခေါ်အည်သွေးအားနေတဲ့ဇက်ကားတွေအများကြီးရိုက်ခဲ့သူလို့သိကြပါဗယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့သူဟာမြန်မာနိုင်ငံကနေအမေရိကန်နိုင်ငံကိုရောက်ရှိသွားခဲ့ပါဗယ်။အဲ့ဒီအမေရိကန်ကိုရောက်သွားပြီးတဲ့နောက်မှာဒါရိုက်တာပြည်ဟင်းတီဟာကမြန်မာနိုင်ငံကရုပ်ရှင်လောကသားတွေမင်းသားမင်းသမီးတွေရဲ့လူတွေမတည်သေးတဲ့အတွင်းရေးကိစ္စတွေကိုသူ့ရဲ့လူမှုကွန်ရက်ကနေတစဉ်တောက်လျှောက်ဖော်ထုတ်ပြောဆိုလာပါဗယ်။ဥပမာဘဲမင်းသားကဘာလုပ်တယ်၊ဘဲမင်းသမီးနဲ့ဘသူကဘာလုပ်လို့ဘဲမင်းသားကညာလုပ်တယ်ဆိုတာမျိုးတွေအနုပညာရှင်တွေရဲ့အရှုပ်တော်ပုံတွေ ကိုအဆက်မပြတ်ဖော်ထုတ်နေခဲ့ရပါဒီလိုအတွင်းသည့်အနုပညာရှင်တဦးကလည်းပြန်ဖော်ထုတ်တာဖြစ်တာကြောင့်မြန်မာနိုင်ငံမှာရှိတဲ့အနုပညာလောကသားတော်တော်များများဟာဒါရိုက်တာပြည်ဟင်းတီဟာကိုကြောက်နေရတယ်လို့တောင်ဆိုကြပါရရှင်သူရဲ့ပြစ်မှတ်တာဖော်ထုတ်တာခံနေရတဲ့သူတွေထဲမှာတော့ထိတ်ဆုံးကပေါဝင်တာကမင်းသားမြင့်မြတ်နဲ့အဆိုတော်လွမ်းပိုင်တို့ပါပဲသူကမြင့်မြတ်ကိုဆိုရင်လည်းမူရစ်တောက်စားတာနဲ့ပတ်သက်လို့နောက်ပြီးတော့ဟိုမင်းသမီးနဲ့ဘာလို့လို့ညာလို့လို့ဆိုပြီးအပြစ်တင်ဝေဖန်ခဲ့ပါတယ်အထူးသဖြင့်လွမ်းပိုင်ကိုကြတော့မင်းသမီးနော်ဖော်ရထားနဲ့ပတ်သက်လို့ဘာလို့လို့ညာ လို့လို့ဆိုပြီးတော့တရင်နေဇက်တိုက်ဖို့ထုတ်ခဲ့တာဖြစ်ပါရဲ့ရှင်ဒီလိုမျိုးသူရဲ့ဂုံတိုက်ခါကိုထိခိုက်စေတဲ့အတွင်ရေးတွေကိုတဖက်သက်ဖို့ထုတ်တိုက်ခိုက်နေရတဲ့ပတ်သက်ပြီးလွမ်းမိုင်ကအချိန်တော်ကြာတိတ်ဆိတ်နေခဲ့ပေမဲ့အခုချိန်မှာတော့လုံးဝတီးမှတ်ခံနိုင်တော့တဲ့အစုံသတင်းတပုတ်နဲ့တရားဝင်ပြန်လည်တုံ့ပြန်လိုက်ပြီးဖြစ်ပါတယ် ဒီတုံးပြံမှုကတာမန်တုံးပြံမှုတခုမဟုတ်ပါဘူး။လွမ်းပိုင်ရဲ့တခြင်းထဲမှာဒရိုက်တာပြည်ဟင်းဒီဟာရဲ့နာမည်ကိုဒဲတက်ပြီးတော့သူ့ရဲ့အကြောင်းတွေကိုပါတခုမကြံပြန်လဲဖော်ထုတ်ပြီးဝုန်းလိုက်တာဖြစ်ပါတယ်။လွမ်းပိုင်ရဲ့တခြင်းထဲမှာပါဝင်တဲ့အဓိကတုံးပြံချက်တွေကတော့တော်တော်လေးပြင်းထန်ပါတယ်။ပထမဦးဆုံးအချက်အနေနဲ့လွမ်းပိုင်ကပြည်ဟင်းဒီဟာဟာမြန်မာနိုင်ငံမှာရှိစဉ်ကအနုပညာအရေးချင်းတစ်စမ်းမှမရှိပဲသုံးရက်တကားဆိုတဲ့ပေါ်ကားတွေအများကြီးရိုက်ကူးခဲ့လို့သာလူရဝင်လာတာဖြစ်တယ်လို့ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။ဒုတိယအချက်ကတော့သူများအတွင်ရေးကြဖော်ထုတ်ပြီး င်သူကိုယ်တိုင်ကြရောဆိုတဲ့ပုံစံမျိုးနဲ့ပြန်လည်တိုက်ခိုက်ထားတာပါပြင်းတရားကိုယ်တိုင်မြန်မာပြည်မှာရှိတုန်းကပကံမှာမင်းသမီးတယောက်နဲ့ဘာလို့လို့ညာလို့လို့ဖြစ်ခဲ့ကြအောင်အရှုပ်ရှင်းတွေရှိခဲ့ကြအောင်ပြန်လည်ဖော်ထုတ်ခဲ့ပါတယ်တတိယအချက်ကတော့ပြင်းတရားအမေရိကန်ကိုဘယ်လိုရောက်သွားလဲဆိုတာကိုဖော်ကောင်လုပ်ခဲ့ရပါသူရဲ့ညီမအတို့မဟုတ်ညီဖြစ်သူက TV ပေါက်ရာကနေတစိမ်သူမအမေရိကန်ကိုလိုက်ပါသွားတာဖြစ်တယ်လို့ဆိုပါတယ်နောက်ဆုံးနဲ့အပြင်းထန်ဆုံးဆွဆွဲချက်ကတော့အခုလိုမျိုးအမေရိကန်ရောက်သွားပြီးမှမြန်မာနိုင်ငံကအနုပညာရှင်တွေရဲ့အတွင်းရေးတွေ ကိုဖော်ထုတ်နေတာကတခြားကြောင်းမဟုတ်ပဲအဲ့ဒီလို gossip တွေအတင်းကြီးတွေဖော်ထုတ်တဲ့ content တွေနဲ့ပတ်စံရှာနေတော့ငွေရှာစားနေတာဖြစ်တယ်လို့လွှမ်းပိုင်တာသူ့ရဲ့သချင်းထဲမှာတဲဝုန်းလိုက်တာဖြစ်ပါတယ် ဒါအပြင်ပြည်ဟင်းတီဟာကမြင်းမြတ်နဲ့ဘူဆန်းစီကတိန်150လောက်ချေးပြီးပြန်ဆက်မသွားတော့ကိုပါပြောထားပါတယ်ဒီကိစ္စကတော့တကယ့်ကိုပွက်လို့ရိုက်သွားစေခဲ့ပါတယ်တစ်ချိန်ကဒါရိုက်တာနဲ့အမှုပညာရှင်ဆွဆန်ရေးကနေအခုလိုတယောက်ရဲ့အတွင်ရေးကိုတယောက်ကဖော်ထုတ်နောက်တယောက်ကလည်းနာမည်တက်ပြီးတစ်ချိန်နဲ့ပြန်စော်ဆိုတဲ့အခြေအနေကတော်တော်လေးပြင်းထန်နေပွဲပါအခုဒီဗီဒီယိုကိုကြည့်ရှုနေကြပရိသတ်တွေကရောသူများရဲ့အတွင်ရေးအသင်းတွေကိုအမြဲဖော်ထုတ်ပြောဆိုနေတဲ့ဒါရိုက်တာပြည်ဟင်းတီဟာနဲ့အဲ့ဒီလိုဖော်ထုတ်မှုတွေကိုမခံနိုင်တော့လို့တစ်ချိန် င်းတဲ့နာမည်တက်ပြီးတော့ဒဲပြန်ဝုံလိုက်တဲ့အဆိုတော်လွှမ်းပိုင်ဒီနှစ်ယောက်ရဲ့အခြေအနေပုံမှာပြိသက်ကြီးတို့ကဘလို့မြင်ကြပါသလဲဘသူဘက်ကမှန်နေလို့ထင်လဲဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်ကြီးစုပေးခဲ့ကြတဲ့အတွက်ပြိသက်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါရရှင်